မင်္ဂလာပါရှင်တပတ်အတွင်းတောင်ပြည်ထဲမှာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါပါကျမလွိပူလပါပါစူစီရရှိထားတဲ့သတင်းတွေကတော့နောင်ချိုမှာစစ်ကောင်စစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်လို့တန်ကားတော့အပါဝင်တစ်ဆုံးသူ၁၉ဦးရှိတဲ့သတင်းမိုးမိတ်မှာမူရစေဝါရောင်းဝယ်သူ၂ဦးကိုတောင်ပြည်ရဲ့တပ်ဖွဲ့ကဖမ်းဆီးအရေးယူနိုင်တဲ့သတင်းနဲ့မိဘအနေနဲ့ကြိုတင်ကောက်ွက်ဖို့ ဒီဘောမျိုးနယ်က PSFT NWA မိသက်သက်ဖွဲ့ကတတိပင်းနှိုးဆော်တဲ့လုပ်ငန်းနဲ့လိုက်နာရမယ့်စီကန်းချက်တွေကိုထုတ်ပြန်ကြေညာထားတဲ့သတင်းတွေနဲ့အတူတခြားသတင်းတွေကိုလည်းကြားရမှာပါ။ပရမဦးစောအနေနဲ့နောင်ချိုမြို့မှာစစ်ကောင်စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့တန်ကာရော်နဲ့အရက်သားပြည်သူ၁၉ဦးထိတေဆုံးသွားပါတယ်။ဖုံတော်ကြီးကြောင်းလည်းပျက်စီးသွားပါတယ်။ဒီသတင်းအပြည့်အစုံကိုလို့ပုစမန်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နောက်ချုံမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်မှုကြောင့်တန်ခါတော်အပါဝင်ပြည်သူလူထု၉ဦးတေဆုံး၁၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တောင်ပြည်ကြောင်းမဲခရိုင်နောက်ချုံမြို့နယ်စံရနာပရိယတ်တိအစတင်တိုက်မှာမနေ့ညနေ9နာရီခွဲအချိန်စစ်ကောင်စီတပ်က Jet Fighter နဲ့ပေါင်250ပုံးလေးလုံး၁၇နက်နဲ့လာရောက်အကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီပုံးကြရပောက်ကွဲမှုကြောင့်စာတင်တဲ့အတွင်းမှာရှိတဲ့ရဟန်း၄ပါးတာမကြီး၄ပါး အမျိုးသားတအူးနဲ့အမျိုးသမီးနှစ်ဦးအပါအဝင် စုစုပေါင်း9ဦးဘုံစားထိမှန်ပြီးတည်ဆုံသွားခဲ့ပါတယ်။ဘုံပောက်ပွဲမှုကြောင့်တန်ငါတော်73မားနဲ့ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်ပြည်သူတွေရဲ့နေအိမ်နဲ့ကျောင်းဆောင်အများအပြားလည်းထိမှန်ပျက်စီးသွားခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိထားတဲ့လူနာတွေကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSRF ထရညာရဲ့တာဝန်ရှိသူတွေနဲ့ ပြည်သူများကဝိုင်းဝန်းပြီးစေကူတာဖို့အတွက်ပို့ဆောင်ပေးခဲ့ပါတယ်။စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲအယက်တားပြည်သူများကိုရည်ရွယ်ချက်ရှိရှိနဲ့ UTB ဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါကြောင့်မိဘပြည်သူများအနေနဲ့စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ဖို့စစ်ရေးတရီအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ရန်လေကြောင်းရံကာကွယ်ရေးဆိုင်ရာနည်းလမ်းများကိုလိုက်နာရန်ဆောင်ရွက်ဖို့လိုအပ်ကြောင်းတိုက်တွန်းအပ်ပါတယ်ရှင်။ကျွန်မလေးဘောစမင်ပါ။ နန်ခမ်းမြို့နယ်မှာကားကြီးကိုကျော်တက်ဖို့လုပ်တဲ့ဆိုင်ကယ်တစ်စီးသိမ်းမောင်းလို့ကားအောက်ရောက်သွားပြီးဆိုင်ကယ်သမားကကားဘိန်းတက်ကြိတ်တေဆုံးသွားပါတယ်။ဆိုင်ကယ်အနောက်ကနေလိုက်ပါလာတဲ့အမျိုးသမီးကပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပါတယ်။လူမယားနှူးဆိုင်ကတိမ်မောက်လို့အမျိုးသားဖြစ်သူကတေဆုံးပြီးအမျိုးသမီးဖြစ်သူပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။တောင်ပြင်းနဲ့ခန်းခန့်နဲ့ခန်းမြွနဲ့73မိုင်မှာဆိုင်ကစင်းနေလာတဲ့လူမယားနှူးကကာကြီးကျော်ဖို့အချိန်တင်မောင်းနေရမှာကာအောက်ရောက်သွားခဲ့ပါတယ်။ အမျိုးသားဖြစ်သူရဲ့ဥကောင်းကိုကပိန်တက်ကျဲလို့တေဆုံးသွားပြီးအမျိုးသမီးဖြစ်သူမှာပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။လက်ရှိမှာအဲ့ဒီအမျိုးသမီးကစေကုသမှုခံယူနေပါတယ်။အခင်းကမလ18ရက်နေ့မွန်းလွဲတနားရီအချိန်မှာဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီလူမယားကနန်ခမ်းမြို့နယ်နမ်ဆိုင်ကျေးရွာမှာနေထိုင်တဲ့သူတွေဖြစ်ပါတယ်။တောင်ပြင်းမှာပြခဲ့တဲ့ဖေဖော်ဝါရီလတလအတွင်းရီမတော်တဆဖြစ်ပွားမှု6ကြိမ်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီရီမတော်တဆမှုထဲမှာ3ဦးတိတ်ဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ရမရဒစာဖြစ်ပွားမှုရှော့ချနိုင်ဖို့ယင်းစည်းကမ်းလမ်းစည်းကမ်းလိုက်နာဖို့နဲ့တတ်မှတ်အချိန်ထက်ပိုမမောင်းဖို့တတိထားဆင်ခြင်ရမှာဖြစ်ပါတယ်။ကျမလွေးပူလပါပါရှင်။မုံမဲမြွနဲ့မကြီးပင်ရွာမှာမူရစေဝါရောင်းဝယ်သူတို့အုပ်ကိုတောင်းပြည့်ရဲ့တပ်ဖွဲ့ကရှောင်းတခင်ဝင်ရောက်စစ်ဆေးရမှာစက်သိန်းပေါင်း900တန်ဖိုးရှိမူရစေဝါတွေနဲ့အတူဖမ်းဆီးရမိထားပါတယ်။ဖမ်းဆီးရမိထားတဲ့အတူတွေကိုမူရစေဝါတပ်ဖြတ်ရဲ့ဥပဒေနဲ့အရေးယူထားပါတယ်။ဒီတဲ့င်းကိုလည်းလွေးပူစမန်ကပဲတင်ဆက်ပေးသွားမှာပါ။ ။မိုးမိတ်မြို့နယ်မှာ7300တန်မိုးရှိမြို့ရဲစေဝါလက်ဝဲထားရှိသူနှစ်ဦးကိုတောင်ပြည်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိထားပါတယ်။တောင်ပြည်မိုးကုတ်ခရိုင်မိုးမိတ်မြို့နယ်မကြီးပင်ကျေးရွာမှာရာမစေပြား933ထုံနဲ့ဘိန်းဖြူ44ထုံကာလာတံပိုး3900ကိုတောင်ပြည်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိထားပါတယ်။မတ်လ6ရက်နေ့တုန်းကကျေးရွာတဲကနေအိမ်တစ်ခုမှာရှောင်းတခင်ဝေရောက်စစ်ဆေးပြီးနေအိမ်ထဲအပြင်ကားတရာထဲမှာ အဲ့ဒီစိတ်ကြွဆေးပြားတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ပါဝင်ပတ်သက်သူနှစ်ဦးထဲမှာတဦးကိုဖမ်းဆီးရမိထားပြီးထွက်ပြေးသွားတဲ့အရင်မောင်းကိုလည်းရှာဖွေနေဆဲဖြစ်ပါတယ်။ဖမ်းဆီးရမိထားတဲ့တရခန့်ကိုမြူရီစေဝါဥပဒေနဲ့အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကျွန်မလေးပေါ်စမင်းမရှင်။ဒီဘုံမျိုးစစ်ကောင်စီတပ်စခန်းဟောင်းတစ်ခုမှာတောင်ရသွားနေတဲ့အမျိုးသားတူမိုင်းနှိမိလို့နှစ်ရက်ကြာမှအလောင်းသွေးရှိတဲ့တည်င်းဖြစ်ပါတယ်။ စစ်ကောင်စီတက်စကန်ဟောင်းတဲ့နေရာမှာအမျိုးသားတို့ကမိုင်းနစ်မိလို့တေဆုံးသွားပါတယ်တောင်ပြေတမနစ်နယ်မြေဒီဘောမျိုးဇက်စုရက်ွက်နေဦးဆိုင်ဘောင်းကတောင်ရတွားလန်းဖြစ်တဲ့စစ်ကောင်စီတက်စကန်ဟောင်း900လီတက်စကန်ရဲ့အနောက်ဖက်ချမ်းမှာမိုင်းတီမီလို့တည်ဆုံသွားခဲ့ပါရယ်ဦးဆိုင်ဘောင်းကမက်လာရှိရက်ကလေးကနေအိမ်ကနေထွက်သွားပြီးမက်လာ10ရက်နေမှသူ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပါရယ် သူကအသက်50နှစ်အရွယ်ဖြစ်ပါတယ်။သူရဲ့ရော့အလောင်းကိုနက်စီမချပရိတအတင်းကအကူညီတန်ဆောင်ပြီးတီဘောမျိုးရင်ခွဲယုံကိုပို့ဆောင်ပေးထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ17ရက်တုန်းကလည်းတုံစစ်ရွာမှာကလေးငယ်တူကစစ်လက်နက်ကျွမ်းကြံကောက်ယူဆော့ကစားရာနေပောက်ကွဲလို့ကလေးငယ်ရဲ့ခြေတစ်ဖက်ပြတ်သွားပါတယ်။ တိဘောမြို့မြို့ဒိန်းတိုက်ပွဲဆင်နွှဲရမှာ စစ်ကောင်စီတပ်က၎င်းတို့ထောင်ထားတဲ့မိုင်းစစ်လက်နက်တွေကိုပြန်လည်ရုတ်သိမ်းခြင်းရှိတာကြောင့်တိဘောမြို့နယ်ထဲမှာစစ်လက်နက်ကျွမ်းကျန်အနေရရှိနေပါတယ်။မိဘပြည်သူများအနေနဲ့စစ်လက်နက်ကျွမ်းကျန်ပစ္စည်းများတွေ့ရှိပါကကိုယ်တိုင်ကောက်ယူရှင်းလင်းတာမျိုးမပြုလုပ်ဘဲတက်ဆိုင်ရာဌာနကျေးရွာတာဝန်ရှိသူတွေကိုချက်ချင်းအကြောင်းကြားရန်တက်သွင်းအပ်ပါတယ်။ကျွန်မလွေပူလပါပါရှင်။ ကြောက်မဲမှာဖျောင်းတိုင်မီကနေကျောင်းဆောင်တစ်ခုလုံးမီးလောင်သွားပါတယ်။ကျောင်းဆောင်ထဲမှာရှိတဲ့တိလရှင်တွေရဲ့အစားတောက်ရခါတွေကမီးထဲအကုန်ပါသွားပါတယ်။ဒီသတင်းကိုလွေပုစမန်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဖျောင်းတိုင်မီကနေတဆင့်တိလရှင်ကျောင်းဆောင်တစ်ခုမီးလောင်သွားပါတယ်။တောင်ပြေကြောက်မဲခရိုင်ကြောက်မဲမြို့အင်ဂျင်တောင်ရက်ကွက်မှာဖျောင်းနိုင်မီးရနေတဆင့်ကျောင်းဆောင်တစ်ခုမီးလောင်ပြကျသွားပါတယ်။မတ်လ17ရက်နေ့ညနေ6:00ဝန်းကျင်မှာမေတ္တလရှင်တပါးက ဖျားမီးပူဇော်ရာကနေမိမငိမ့်တဲ့ပဲမိလောင်မှုဖြစ်ပွားတာဖြစ်ပါတယ်မီလောင်မှုထဲမှာတိလရှင်ကြောင်းအတွက်ဆန္ဒရိတ်ခံတဲ့အတုံးဆောင်ပစ္စည်းများဆုံရှုံသွားပါတယ်။ခမန်းချေကြက်တိန်၁၈၀ဝန်းကျင်လောက်ဆုံရှုံသွားပါတယ်။အဲ့ဒီမီလောင်မှုကိုပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSRF ထရညာရေးမိသားတပ်ဖွဲ့ကလာရောက်မြင်ရင်တက်ခဲ့ပါတယ်။ချောက်တွေးရာဒီကာလမှာမီလောင်မှုလွယ်ပြီးလက်စမီထင်မီဖျောင်းနိုင်မီတို့ကိုတရေပြူရန်လိုအကြောင်းနှိုးဆော်အပ်ပါတယ်ရှင်။ ကျမလေးဘောစမင်းပါနောက်ဆုံးတစ်ပုတ်အနေနဲ့မိဘအနေရဲ့ဂျိုတင်ကာကွယ်ဖို့ဒီဘောမြို့နယ်က PSWT NLW မိသက်သက်ဖွဲ့ကတတိပင်းနှိုးစော်တဲ့လုပ်ငန်းနဲ့လိုက်နာရမယ့်စီကန်းချက်တွေကိုထုတ်ပြန်ကြေညာထားပါတယ်။ဒီတတိအပြည့်စုံကိုလွေပုစမန်ကစူးစီးတင်ဆက်ပေးထားပါတယ်။ဒီဘောမြို့မှာ PSWT NLW မိသက်သက်ဖွဲ့ကမိဘဂျိုတင်အတိပညာပေးစောခဲ့ပါတယ်။တအားပြေကြောင့်မဲခရိုင်ဒီဘောမြို့နယ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတအုပ် PSRF TNRA မီတာတပ်ဖွဲ့ကပြီးခဲ့တဲ့မတ်လ၁ရက်နေ့ကနေစပြီးတော့အပတ်စဉ်ပေါ်ထူးနေ့တိုင်းမှာမိဘေးတော်တင်အတီးပညာပေးဆိုအပ်ခဲ့ပါတယ်။အခုလို၆တွေ့ရဒီကာလမှာမိဘေးအန်ရဲ့တော်တင်ကာကွယ်ရေးအတွက်မီတာတပ်ဖွဲ့ကမြို့အတွင်းမှာမိတက်ကားတွေနဲ့မိကျွင်းကြံမပေါ်ဆရန်နေအိမ်တွေမှာဆောင်ရန်ရှောင်ရန်နဲ့မိတရီပြုစီကန်းချက်22ချက်ကိုလိုက်လံစောအပ်ခဲ့ပါတယ်။အဲ့ဒီ22ချက်ထဲမှာမိကျိတ်မိဘုံတဲဘုံမိကတ် ရေပုံးမိဖို့ဆောင်အနီးလောင်စာစီမထားရန်နဲ့ကက်စမီမထားဖို့စတဲ့အချက်တွေပါဝင်ပါတယ်။အဆိုပါမိဘစည်းကမ်းချက်များကိုဒေတာခံပြည်သူများအနေနဲ့လိုက်နာဆောင်ရွက်မှုများမရှိပါကထိရောက်စွာအရေးယူဆောင်ရွက်မှာဖြစ်တဲ့အစားများကိုလည်းထုတ်ပြန်ထားပါတယ်။ဒီဘော့မြို့နယ်ထဲမှာရှိတဲ့ကျေးရွာတချို့ကိုလည်းမိတရီပြူအတိပညာပေးပြုလုပ်ပေးခဲ့ပြီးတော့ကျန်တဲ့ကျေးရွာတွေကိုလည်းထပ်မံပြုလုပ်သွားမှာဖြစ်ပါတယ်။မိဘကြိုတင်ကောက်ွယ်ရေးနဲ့ပတ်သက်လို့ဒီဘော့မြို့အပြင်တောင်ပြည့်အတွင်းမှာရှိတဲ့မိသက်သက်ဖွဲ့က မိအတိပညာပေးကြိုတင်ဆောင်ရွက်မှုများကိုပြုလုပ်လျက်ရှိနေပါတယ်။တောင်ပြည်ထဲမှာ2025ခုနှစ်ဇန်နဝါရီလကနေမတ်လအထိကုန်းထုတ်ထားတဲ့ဈေးရင်းတွေအရမိလာမှု10ကျင်းဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီထဲမှာမှဒေဆုံးသူ3ဦးအထိရှိခဲ့ပါတယ်။ဒီမှာ Labor Smith မှာရှင်။ဒီတစ်ပတ်သတင်းတွေကတော့ဒီလောက်ပါပဲရှင်။ တောင်းထူပြီးတည်င်းတွေကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့မိဘပြည်သူများကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။မိဘပြည်သူများအားလုံးကိုစိတ်နှဖျားရှင်လန်းချမ်းမြေကြပါစေရှင်။